ဒီခမရငါကိုရှိကတော့ဘကိုတိုင်းရွှေကျင်မြို့နယ်နဲ့တင်ပြက်ကြားမှာရှိတဲ့ဟိုရန်သူရဲ့တရင်ဒါဌာနချုပ်ထိုင်ခိုင်းပေါ့နော်တခိုင်းကတော့ဒါပြောတော့အကြီးဆုံးတရားအကြီးဆုံးစခန်းလို့ပြောလို့ရတာပေါ့စခန်းထဲမှာလည်းစစ်ကောင်စီရဲ့အင်အားကဒါ120အဲ့နီးပါးလောက်ရှိတာပေါ့နော်နောက်ပြီးတော့လက်နဲ့နောက်ပြီးတော့စခန်းတိဆောက်ပေါ့ နောက်ဘေးနံတက်တွေရဲ့နော်ဟောဟာတိဆောက်ပွဲစည်းထားတဲ့ပုံပေါ့နော်အဲအဲ့ဒီဟာတွေကတော့အဲခက်ခက်ခက်နဲ့နော်လောက်ရတဲ့အဲစခန်းထဲမှာပါတာပေါ့နောက်ဒီတရင်စခန်းတိုက်ဖို့အတွက်ဟိုသူတူတူပြင်ဆင်ရတာမရှိပါဘူးကျွန်တော်တို့ဒီအဓိကကတော့ MOD လက်အောက်ခံတိုင်းတက်ဖွဲ့တွေ နဲ့ဒီ local media ဒီ era ကိုပဲပေါ့နော်ဆိုတော့အထူးသဖြင့်တော့ဒီ pdf တိုင်းတက်ဖွဲ့တွေကို super smooth နဲ့တကြဖြစ်အောင်နောက်ဒါ coc တခုတည်းအောင်ပါပေါ့နော်အဲဒီအသွားနိုင်အောင်နောက်အဓိကကြချက်ချင်းလုပ်ဖို့အတွက်ကိုကျွန်တော်ကဒီဒီ code corner လို့ခေါ်တဲ့စစ်ပဆိုင်စီမီစီကန်နေသိချာကြီးရဖြစ်အောင်တော့ဒါကျွန်တော်တို့အနည်းငယ်ပြင်ဆင်နေရတာပေါ့နော်အဲ့ဒါကိုပဲကျွန်တော်တို့ပြင်ဆင်လိုက်ရပါတယ်။ကျွန်တော်ကတော့ဒီစစ်စစ်နဲ့ပတ်သက်တဲ့အခါကျတော့ အနေနဲ့ကျွန်တော်တို့စီးရင်မှာအသိဖြစ်အောင်နေတဲ့အနေထားရှိတယ်အဲ comparable very ပေါ့နော်အဲ့လိုမျိုးပြင်ဆင်ထားတဲ့ grade 2ပြင်ဆင်ပြင်ဆင်ခဲ့ရတာမရှိဒီစစ်ကောင်စီရဲ့တိုက်စွမ်းရေးကတော့အရင်ထက်ပိုဆိုးတာပေါ့အရင်တုန်းကသူတို့ရဲ့ဒီရှိရဆိုဟိုအင်အားတွေကတော့စိတ်ကမရှိဘူးပြီးတော့အသက်ကြီးတဲ့သူတွေများတယ်တော့တိုက်စွမ်းရေးမရှိဘူးအဲ့ဒီအနေထားပေါ့အခုနောက်ပိုင်းတို့အင်အားတွေပြန်ဖြည့်တယ်ဒါပြည်သူစစ်တွေပေါ့နော်ပတ်စာတွေလို့ခေါ်တာပေါ့ တော့စကန်တစ်ခုလုံးမှာအင်အား120ရှိရင်ပတ်စာက100လောက်ဖြစ်နေရပါတော့။အမကတန်ဒီက20လောက်ပဲရှိတယ်။တော့တကယ်အခုနောက်ပိုင်းဒီစစ်စင်ကြီးတွေမှာကြီးလိုက်လို့ချင်းတစ်စစ်စင်ကြီးပဲဖြစ်ပတ်စာအင်အားကတအားများတဲ့ခါကျတော့အော်အရင်အင်အားများတာပဲရှိပြီးတော့ရေချင်းတော့တိုက်စွမ်းရေမရှိတဲ့ခါကျတော့ကျွန်တော်တို့ထင်သလောက်ခက်ခဲတဲ့အနေထားတော့မရှိဘူးပေါ့နော်။ဒါတော့ဒီစခန်းသိမ်းပွဲမှာလည်း ဒါအရာရှိတွေကစပါเนาะအကုန်လုံးကကျွန်တော်ဟိုဒါ YouTube ချောင်းပေါ့တင်ရတဲ့တန်းနဲ့တိုက်ခိုက်တဲ့အခါကျတော့စခန်းဆုံးသွားပြီးတော့ထွက်ပြေးကြတယ်အရာရှိအကုန်လုံးပဲနောက်ဒီဒီပတ်စာတွေအကုန်လုံးပြီးပါပဲအဲကြောင့်စခန်းထဲမှာကျွန်တော်တို့ခြေမုံးလိုက်ရင်ဒါ30လောက်ပဲရှိတယ်နောက်၃ပန်းဆိုလို့ရှိရင်လည်းဒါအားလုံးပြန်တွက်မယ်ဆိုတော့10ရောက်တော့ရှိတာပေါ့နော်။နောက်မိသားစုဝင်တွေအေးဆိုအဲ့ဒါလေးပဲကျန်တယ် ကျွန်တော်တို့တိုက်ဆွမ်းရေးကအရင်ဘလောက်ကြီးကြီးများများကျွန်တော်တို့ကဟိုထက်တွေ့တော့ထဲတော့တွေ့ကမယ်သို့တော်လည်းတို့တို့တိုက်ဆွမ်းရေးအပေါ်မှာတော့ကျွန်တော်လည်းကျွန်တော်တို့ဒီရ PD တက်ဖွဲ့တွေ EU တက်ဖွဲ့တွေနဲ့ရှင်းလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကအငြင်းနဲ့အသာပြေးရဟိုစကန်သိန်းတိုက်ပွဲကအရင်တော့ပုံစံနဲ့ဆိုထွေထူးကွာခြားဝါတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဟိုသိမ့်ခဲ့တဲ့ဒီဒီဒီစကန်ကုန်းနေတော့ viewer ကုန်းနေတဲ့ဆိုင်တော့ သူကအိမ်ရပူကြီးတယ်ခေါစကံပူကျဲတယ်ပရဝီနေထရခက်ခဲတယ်နောက်ပြီးတော့စတောင်းမြစ်နှခမ်းပေါ်မှာစတောင်းမြစ်ကမ်းပေါ်မှာရှိတဲ့စခန်းဖြစ်တဲ့အခါကျတော့စတောင်းမြစ်ရဲ့ဒီအနောက်ဘက်ချမ်းရဲ့စစ်ကူပစ်ကူအင်အားနောက်စစ်ကူစစ်ကူပို့တာတွေနောက်ဒီလက်နက်ကြီးလက်နက်ငယ်ဒီပစ်ကူပေးတာတွေကအဲ့တော့ကျွန်တော်တို့လည်းအရင်နှိကတ်တယ်နှိကတ်တဲ့အခါကျတော့ဟောနည်းနည်းတော့ပူခက်ခဲတာပေါ့နော်နည်းနည်းပူခက်ခဲတယ် နောက်အရင်စခန်းနေနဲ့အရင်စခန်းသိတိတ်ပွဲနဲ့မတူတာကဒီမှာကျွန်တော်တို့ဟိုရန်သူရဲ့ဒီကောင်တာပေါ့နော်ပြန်လဲခုခံတိုက်ခိုက်တဲ့ဟာကအဓိကတော့လေချောင်းတိုက်ခိုက်မှုอ่ะနော်တစ်ခါမှကျွန်တော်တို့မကြုံဘူးတဲ့ပုံစံမျိုးပဲအဲဒီမနေ့လေးနိုင်ခွဲမှာကျွန်တော်တို့ထိုးသစ်စတယ်ဆိုလို့ချင်းနော်ခေါနာကြီးခွဲလောက်ကနေစပြီးတော့ညတညာလုံးညရောက်တဲ့အထိကိုဒါလေချောင်းတိုက်ခိုက်မှုကဒီချိန်မှမရဘူးစုစုပေါင်းဆိုရင်နော် Jet Fighter အာတော့ဂျက်ဖိုက်တာကအခောက်ရေပေါင်း20ကျော်တယ်20ကျော်နောက်ဝိုင်တွဲဆိုလို့ရှိရင်အခောက်ရေပေါင်း10ကျော်တာပေါ့နော်ဆိုတော့လေကြောင်းတက်ခိုက်မှုအချိန်ကြီးကအားလုံးဆိုရင်100ကျော်တယ်ဒါသူတို့ရဲ့အဲဒါကျွန်တော်တို့ဒီမှာတခြားစခိုင်းတွေမတူတဲ့ဟာပေါ့နော်နောက်အပေါ်မှာဆိုလို့ရှိရင်ဂျက်ဖိုက်တာဆိုရင်နှစ်စီးနှစ်စီးကြိုင်တူကျဲတယ်အဲနှစ်စီးကလည်းနောက်ဝိုင်တွဲဆိုရင်လည်းအဲ့လိုပဲနှစ်စီးနှစ်စီးကြိုင်တူပေါ့အပေါ်မှာမြင်နေရှိတယ်ပုံမှန်ဒီ လင်းရသုံးကြီးလေးကြီးရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးတစ်ခါမှမတွေ့ဘူးဟိုစစ်ကောင်စီရဲ့ဒီစီးပြရင်မလုပ်တဲ့ပုံစံမျိုးပေါ့ကျစ်ဖိုက်တာနှစ်စီးဆိုရင်လည်းအဲ့ဒါဟိုပြောမှဆိုရင်စီးပြခန္ဓာတွေမှာအလှပြတဲ့ပုံစံမျိုးတွေနဲ့ဒီမှာအဲဟိုနှစ်စီးပြိုင်လို့ကျဲတာမျိုးတွေတွေ့ရတယ်နောက်တစ်ခုကျတော့ဟောဒီကျစ်ဖိုက်တာတွေကိုမောင်းတဲ့သူတွေကဒီနိုင်ငံသားတွေဖြစ်တယ်အဲ့အဲ့ဒါတော့ဒါကျွန်တော်တို့ထူးခြားစကန်တင်းတိုက်ပွဲတွေမှာမတွေ့ရတဲ့ အတွေ့အကြုံရောပေါ့နော်တစ်ခါမှကျွန်တော်တို့အဲ့လိုတက်ခိုက်ဒါမခံရဘူးပေါ့ရန်သူရဲ့လူကြောင့်တက်ခိုက်မှုอ่ะဒီမှာတော်တော်များတယ်နောက်တစ်ခုကျတော့စစ်ကောင်စီရဲ့ဒါသူတို့ရဲ့ဘေးနိုင်တက်တယ်လို့ခေါ်ပါပေါ့ဘေးမှာဆိုရင်တိမ်ကြီးရဲ့အမတာ330ညောက်ခေါ်အဲ့ဒီကနေပြီးလက်နေကြီးလက်နေငယ်လက်ကြီးကလက်နေကြီးပေါ့နော်120မမဟော်ဝီဇာနော်ဟိုဘက်ကစတောင်းပြနောက်ဘက်ကန်ကဆိုရင်ဒါရဲ့သမိန်တို့ဂျိုးလေးတို့ဆင်ရွာတို့အဲ့ဒီလူမှသူတို့အင်အားနဲ့ နော်ဒီဟောဝီဇာတွေရောနော် drone တပ်ဖွဲ့တွေသူတို့ drone ဖွဲ့တွေရောအခိုင်အမာထိုင်ပြီးတော့ဒါကျွန်တော်တို့တက်ခိုက်ခံရတာပေါ့ဒီနေကုန်ပြီးပါပေါ့နော်စခန်းသိမ်းပွဲကတော့ကျွန်တော်တို့တရက်ပဲတရက်တည်းနဲ့ကျွန်တော်တို့အပြီးသိမ်းနိုင်တယ်အဲတခါတည်းနဲ့ရှင်းလင်းရေးလုပ်နိုင်တာပေါ့နော်နော်ဒီစခန်းသိမ်းပွဲမှာလည်းဒါ PDF အင်အားစုကအာစုဖွဲ့မှုစနစ်တကျနဲ့နော်စီစဉ်တကျနဲ့ကျွန်တော်တို့ပေါင်းစည်းပြီးတော့ကျွန်တော်တို့အားလုံးလုပ်နိုင်တာလုံနိုင်တယ်အဲ့လိုပဲနေပြည်တော် EO တွေနဲ့ ကျွန်တော်လက်တွဲချိတ်ဆက်ပူပေါင်းဆောင်ရတဲ့ဟာကလည်းအရင်တော့တိုင်ပဲကျွန်တော်တို့ပူပေါင်းဆောင်ရနေကြတိုင်ပဲပူပေါင်းဆောင်ရရတယ်ပေါ့နော်ဒါပြောမယ်ဆိုရင်တော့ဒီ PDF တွေနဲ့ EU ရဲ့ပူပေါင်းဆောင်ရမှုပဲပေါ့ဒါ stock မြင့်ဝမ်းပါဆိုဒါအတီးတီးမမအောင်မြင်မှုတစ်ခုလို့လည်းအဲ့လိုကျွန်တော်ပြောလို့ရတာပေါ့နော်နောက်ပြီးတော့ဒီစခန်းကလည်းတကယ်အရေးပါတဲ့စခန်းပေါ့ပြောမယ်ဆိုရင်ဒီ stock မြင့်ကနောက်ဘက်ချမ်းပါစစ်ကောင်စီကအခိုင်အမာဒါခံကြည့်ပြင်ထားတယ်အဲအလုံးရင်းနဲ့ပြင်ဆင်ထားတယ်အဲလက်လက်ကြီးဟောင်းဝင်းစား เนาะ drone တက်တယ်အဲအဲ့မြေကမ်းတစ်ပြေးမှာဆိုရင် jumper set တွေအကုန်ပြည့်ဝထောင်ထားတာပေါ့เนาะအဲ့လိုပုံစံနဲ့သူတို့ခံစစ်ပြင်ထားတယ်အဲဒီဘက်ကျွန်တော်တော်လိုင်းပူပေါင်းဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒါပြောမှဆိုရင်အဲဘကူတိုင်းထဲမှာလည်းဖြစ်တယ်နောက် storm မြေကဟိုဘက်ကဒီဘက်ကဒီဘက်ကဒါအဲ EU နဲ့တော်လိုက်ပူပေါင်းဖွဲ့ရေစုံမှုနယ်မြေဖြစ်တာပေါ့နော်ဆိုတော့စုံမှုနယ်မြေဖြစ်တယ်အဲ့မှာမှာကျွန်တော်တို့အဲဘကိုးရန်ကုန်စစ်စီစတောမြဝစစ်စီတွေမှာဆိုလို့ရှိရင် အဲအဓိကကြံကြံနေတဲ့စစ်ကောင်စီရဲ့ပြောမလို့နောက်ဆုံးကြံတဲ့တိုင်းရင်းဌာနချုပ်တွေလို့ပြောလို့ရတယ်။အဲခမရ9ခုချစ်တို့နောက်နောက်အရှုချင်း9 89တို့ဒီတက်တွေပဲအဓိကကြံတော့တာပေါ့ဒီဘက်မှာဆိုစက်မှာ3နေပြီးတဲ့မှာဆိုလို့ရှိရင်ကိုတိုင်းထဲမှာဆိုတော့ဒါကျွန်တော်တို့အတွက်ကောရန်သူအတွက်ကောဒီပါတဲ့အဲဒါစစ်စင်းနေကြီးလို့ပြောလို့ရတာပေါ့ ဆိုတော့ဒီ EU တပ်ဖွဲ့တွေနဲ့အမွေလဲောက်ခံတိုင်းတပ်ဖွဲ့တွေ local ဖွဲ့တွေအကုန်လုံးကစီလုံးမှုရှိဖို့တော့အဓိကလိုတယ်ပြောရလို့ရှိရင်တော့ဟောဒါ EU ဟိုရဲ့ဒါစုမှုထိန်းချုပ်နေမြေရောတော့ဒီခါကျွန်တော်တို့ညိုရင်းကြတဲ့နေရာတွေပေါ့နော်ကျွန်တော်တို့တိုင်းဒေသကြီးအများစုပေါ့နော်အခုလိုမျိုး stock မြဝဲနောက်ဖက်ချံဒီဒေသတွေဆိုလို့ရှိရင်လဲဒါအဲလက်ရှိမှာတချို့နေရာတွေမှာကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းတွေနေမျိုးစုမှုရေးတွေရရှိထားပေမဲ့တော်တော်များများတော့ကျွန်တော်တို့ဟိုထပ်ပြီးတော့ကြိုးစားမယ်အနေထားပေါ့နော်အဲ့ဒီအချိန်တွေမှာဒီဘက်မှာအချင်းတစိုက်လက်တွဲကြတဲ့ EU တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေအားအဲ့ဒီအတိုင်းပဲကျွန်တော်တို့ကဘကူစစ်စင်ရေးဖြစ်ဖြစ်ရန်ကုန်စစ်စင်ရေးဖြစ်ဖြစ်အဲ့တိုင်းသွားနိုင်မှာအဆင်ပြေပါမဟုတ်လို့ရှိရင်ဒီ PDF တပ်ဖွဲ့ကြီးပဲဒီစစ်စင်ရေးသွားရဲဆိုတဲ့ဟာမှာလည်းအောင်မြင်တဲ့အခါရှိပြီလို့တချို့နေရာတွေမှာကျွန်တော်တို့ဟိုစီးရေးမှာတစ်ခုခု လွဲမှားတာနဲ့အထိခိုက်ဆုံးရှုံးမှုကကျွန်တော်တို့ကများတယ်အတ္တတွေကြီးရတယ်ဒါကြောင့်အဖွဲ့တိုင်းအဖွဲ့တိုင်းနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်အော်မြေပြင်အခြေအနေပြည်သူလူထုနဲ့ချိတ်ဆက်သွားနိုင်ဖို့လိုတယ်ပြည်သူလူထုပါဝင်ဖို့လိုတယ် EU တွေနဲ့ဒေါ်လိုင်းအရာစုအကုန်လုံးကဟိုဘယ်နေရာမှာမဆိုလက်တွဲညီညီလုပ်နိုင်ဖို့လိုတယ်အဲ့လိုလုပ်နိုင်မှာပဲကျွန်တော်တို့အဆင်ပြေမှာပေါ့ဒါပြည်သူလူထုအနေနဲ့ကလည်းတီးပြီးသားဖြစ်တဲ့ကကြတော့ကျွန်တော်တို့အများကြီးပြောစရာမလိုဘူး လက်ရှိမှာဆိုရင်ဒါမြန်မာနိုင်ငံเนาะငလီရင်ဘေးဆိုတာအနည်းဆက်ဆုံးကြုံခဲ့ရတဲ့ဒုက္ခပဲပဲ။ငလီရင်ဘေးတင်းတဲ့ဒေသတွေမှာစစ်ကောင်စီကဘယ်လိုရက်ဆက်လဲ။နောက်ပို့ပြီးတော့ဖိနှိပ်တယ်။ပို့ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။နော်။ဒီကြိုင်တဲ့ထက်မှာပဲစစ်ကောင်စီကเนาะသူကတကယ်တရားဝင်အစိုးရလိုလိုပုံစံနဲ့နေပြည်တော်စုမှုမှုအပြည့်အဝရရှိတဲ့ပုံစံနဲ့နိုင်ငံတကာမှာလည်းမျက်နှာပြနိုင်အောင်စူးစမ်းနေတယ်။တစ်ဖက်မှာလည်းဒါရွေးကောက်ပွဲ အဲ့နဲ့တော့လူရသူရဝင်အောင်လုပ်နေတဲ့ဟာရှိတယ်။အဲ့ဒီပုံမှာဒီလူလူတွေလည်းပြီးဖို့လို့လို့နော်စစ်ကောင်စီရဲ့ဒီနော်အမတရားသဖြင့်ပြုလုပ်မဲ့နော်အလိန်ညာယူကောက်ပွဲတွေမှာလည်းမပါဝင်ပြီးဖို့လို့တယ်။နော်နောက်တစ်ခုကျတော့စစ်ကောင်စီရဲ့သူတို့လုံဆောင်မှုတွေနော်အဒီဒီစိုက်ဝါဒီပေါ့နော်ကျွန်တော်တွေးခွဲတာတွေ EU နဲ့ PDF တွေမှာတွေးခွဲတာတွေ PDF နဲ့ PDF ပေါ်မှာထင်အောင်ထင်မှဖြစ်အောင် အော်လောက်ကြံပြောဆိုတာဒီအဲ့ဒီပေါ်မှာကျွန်တော်တို့နားမရောဝတ်လို့လေစစ်ကောင်စီရဲ့အစင်ဒစိုက်သမိုင်းစစ်ဆက်ကိုပြန်ကြည့်ပြီးတော့အနည်းချက်ဆုံးဒီ2021ကနေပြီးတော့ဒီ2025ဒီဒီရုပ်မှရစ်စစ်တဲ့ဟာလေအဲ့ဒါလေးကိုပြန်မြင်အောင်ပြန်ကြည့်ပြီးတော့နော်ဒီဒေါ်လာရင်းလမ်းကြောင်းပေါ်မှာနော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ဒါဒေါ်လာရင်းဖွဲ့နေတဲ့အတူပူးပေါင်းပြီးတော့ပါဝင်ပေးဖို့ပဲအဓိကလိုပါတယ်လို့နော်